ားလုံးစီပြကြရအောင်ကျွန်တော် YouTube မှာဒီကမ္ဘာသတင်းမြန်မာသတင်းတွေထောက်လျှောက်လုပ်တယ်ပေါ့နော်နောက်အထူးသဖြင့်တော့နိုင်ငံတကာသတင်းတွေမှာဆို Trump သတင်းတွေလောက်တာများတယ်အဲသူလောက်တယ်ဆိုတော့လေ Trump ကိုကြီးပဲဦးစားပေးပြီးလုပ်နေတာမျိုးတော့မဟုတ်ပါဘူးသူသူသတင်းကပဲအများဆုံးသတင်းဖြစ်တာပေါ့နော်ဆိုတော့ဒါပေမဲ့ Trump ထောက်လျှောက်ပြောလာခဲ့တဲ့အခြေအနေအများကြီးတဲ့မှာဟိုကျွန်တော်ခြံထားခဲ့တဲ့အကြောင်းအရလို့ပြောမလားဒါမှမဟုတ်ကျွန်တော်သိနားမလဲပြီးတော့သိစိတ်ဝင်စားလို့ဆိုပြီးတော့အဲ့ဒီအကြောင်းအရတစ်ခုခြံထားခဲ့တာရှိတယ်ဆိုတော့အမြဲတမ်းအဲ့ဒီအရကိုကြော်ကြော်သွားတယ်လို့ပြောမှာရှိတယ် ဲ့ဒီအကြောင်းအရာကဒီအခောက်ခွန်အကြောင်းပါဆိုတော့အခွန်နဲ့ပတ်သက်လို့ပေါ့နော်သူကကျွန်တော်တို့တောက်ချောက် Trump ပြောတဲ့အထက်မှာတရုတ်အကြောင်းပါမယ်ကျွန်တော်တို့အခုဒါဆိုလို့ရှိရင်ပနားမအကြောင်းပါတယ် Greenland အကြောင်းပါတယ်ပေါ့နော်အဲ့ရှေ့မှာဒါအခောက်ခွန်တွေအကြောင်းပါတယ်ပေါ့နော်ဒီထက်မှာကျွန်တော်အခောက်ခွန်အကြောင်းကိုရှေ့မှာပြောခဲ့တာမရှိပါဘူးဆိုဒီနေ့တော့ကျွန်တော် Trump လုပ်တဲ့အလုပ်တွေအဲပြောတဲ့ဇာတ်တွေတဲကဒီအခောက်ခွန်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုအဓိကပြောတော့မှာဆိုတော့ပထမဦးဆုံးသူအခောက်ခွန်နဲ့ပတ်သက်လို့ပြောတာတော့ရှေ့မှာ ဒီမဲဆွယ်စီယိုရဲ့ခီးစဉ်တွေတုန်းကတောက်လျှောက်ပြောလာခဲ့တာပေါ့နော်ဒါပေမဲ့တကယ်တရားဝင်သမရဖြစ်ပြီးပြောတာကြတော့ဒီဇန်နဝါရီ20 20ရက်နေ့ကပြောတာပေါ့သူပြောတာတချို့တချို့ကျွန်တော်ကြည့်အောင်ပါ Instead of taxing our citizens to enrich other countries we will tariff and tax foreign countries to enrich our citizens ဆိုတော့မှသူပြောတဲ့မှာဒါကနေဒါမက္ကဆီကိုပေါ့နော်ဒီနိုင်ငံတွေရဲ့ဒီနိုင်ငံတွေကနေအမေရိကန်ကိုတွင်းတဲ့တွင်းကုန်တွင်းကုန်ပေါ်မှာကောက်မဲ့အခွန်ပေါ့နော် ဆိုတော့အင်္ဂလိပ်လိုတော့ကျွန်တော်တို့ TARIFF tariff ဒီစကလုံးကိုကျွန်တော်တို့ဟိုနိုင်ငံတကာသတင်းဖတ်သူတွေအင်္ဂလိပ်လိုဖတ်တဲ့သူတွေဆိုရင်အများနဲ့သတိထားမိကြပါလိမ့်မယ်။ဥပမာဆိုဆိုကြပါဆိုကျွန်တော်ဆိုလို့ရှိရင်သတင်းဌာနတွေရဲ့ application တွေဖုန်းမှာဒီ notification ယူထားတာပေါ့။ဆိုတော့တို့ကတို့ breaking news ခုခုဖြစ်တာနဲ့ကျွန်တော်စီမှာဖုန်းမှာ notification တက်တာပေါ့နော်။ဆိုတော့ notification အများနဲ့မြင်ရတဲ့စကလုံးကအဲ့ TARIFF ဆိုတဲ့စကလုံးပါ။ဆိုတော့အောက်ခုံပေါ့နော်မြန်မာလိုတော့အောက်ခုံအဲ့တော့ဒီစကလုံးနဲ့ပဲခဏနေ20ရာခိုင်နှုန်းတက်တယ်ခဏနေ25ရာခိုင်နှုန်းတက်လိုက်ခဏနေအပြန်အလှန် သူတို့ပြန်ကိုတို့ပြန်အမ်ကောက်မယ်ဆိုပြီးပြောလိုက်ခဏတိုင်းဖြစ်နေတာပေါ့နော်ဆိုတော့စဉ်းစားကြည့်ပေါ့နော်နိုင်ငံတကာနိုင်ငံသမရတရားအနေနဲ့တခြားနိုင်ငံကတွင်းနဲ့တွင်းကုန်ပေါ်မှာခဏလေးတစ်မျိုးပြောလိုက်ခဏလေးတစ်မျိုးပြောလိုက်ဖြစ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ရုပ်တရက်ဆိုတော့ဒါတွေဘလို့ဖြစ်နေတာလဲဆိုတော့ကျွန်တော်သိနားမလဲပါဘူးနားလဲနားမလဲနိုင်ပါဘူးဆိုတော့ဒါနဲ့ကျွန်တော်အာဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုဒီကြားရည်တည်တယ်ပေါ့နော်ကျွန်တော်စာရိုက်လိုက်ဖတ်တယ်ပြီးတော့နားလဲအောင်ကြိုးစားတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောမယ့်အကြောင်းကကျွန်တော်ကျွန်တော်နားလဲထားတဲ့အကြောင်းညာနောက်ပြီးတော့ဘာလို့လဲဆိုတော့နောက်တစ်ခုကကြတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီးမြန်မာလိုရေးထားတဲ့ဒီ Trump ရဲ့အအကောက်ခွန်နဲ့ပတ်သက်ပြီးမြန်မာလိုရေးထားတဲ့အကြောင်းအရာတော်တော်ရှားပါတယ်တော်တော်ရှားပါတယ်ကျွန်တော်လည်းအခုတော့ဒါကျွန်တော်နားလည်တဲ့အကြောင်းအရာကိုကျွန်တော်ပြောပြခြင်းနဲ့အဲမစ္စတာလန်နာအတူတူနားလည်ရအောင်ဆိုတော့အရှိကဒီဇန်နဝါရီရက်20နေ့ကသူပြောတဲ့စကားကဒီသူ့နိုင်ငံကိုသွင်းလာတဲ့သွင်းကုန်တွေအပေါ်မှာအကောက်ခွန်တိုးကောက်ပေါ့ဆိုတော့ဒီမှာနားလည်ကြတဲ့အခုရှိပါအဲ့ဒါကဘာလဲဆိုတော့သူတိုးကောက်မယ်ဆိုတာအဲဒီတုန်းကသတ်မှတ်ထားတာ20ရာခိုင်နှုန်းကျွန်တော်ပြီးသွားရင်တော့ 20ရာခိုင်နှုန်း25ရာခိုင်နှုန်းကိုအပြည့်စုံရှင်းပါမယ်ဒါကဇန်နဝါရီ20ရက်နေ့တုန်းကသူတိုးကောက်မယ်ဆိုတာ20ရာခိုင်နှုန်းဖြစ်တယ်အထူးသဖြင့်တော့ကနေဒါနဲ့မက္ဆီကိုကဝင်လာတဲ့တွင်းလာတဲ့တွင်းကုန်တွေပေါ်ကောက်မှာပေါ့ဒါပေမဲ့သူနောက်တစ်ကြိမ်ဖေဖော်ဝါရီ3ရက်နေ့မှာတိတ်မကြောက်ဘူးနော်ဈေးကျော်အတွင်းမှာသူထပ်ပြီးတော့အမိတ်တစ်ခုထပ်ပြောင်းအဲ့ဒါပေါ့လဲဆိုတော့ရှင်းမှာသူပြောခဲ့တဲ့20ရာခိုင်နှုန်းကိုမကောက်တော့ဘူးရက်လိုက်တယ်ဆိုပြီးတော့14ရက်နှစ်ပတ်အတွင်းမှာအမိတ်သူပထမတစ်ကြိမ်ပြောခဲ့တဲ့ဟာပြန်ပြောင်းသွားတာပေါ့ ီလိုပြောင်းပြီးတော့တခါဖေဗူရီ10ရက်နေ့ပထမတစ်ကြိမ်ပြောထားတာကရက်20ရက်နေ့ကဇန်နဝါရီ20ရက်နေ့ကပြောထားတဲ့ဟာကိုဖေဗူရီ3ရက်နေ့မှာသူပြောင်းလိုက်တယ်ထပ်မလုပ်တော့ပါဘူးရက်ဆိုင်လိုက်ပါတယ်ဆိုပြီးခဏရက်ထားပါတယ်ဆိုပြီးပြောလိုက်တယ်ပေါ့နော်ပြီးတော့တခါဖေဗူရီ10ရက်နေ့မှာအာတခါထပ်ပြီးတော့ကြီးညာချက်ထုတ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ steel နဲ့ aluminum နေပေါ်မှာ25ရာခိုင်နှုန်းကောက်မယ်ဆိုပြီးတော့ဒါအကောက်ကောင်ကောက်မယ်ဆိုပြီးထပ်ကြီးညာပါတယ်အဲ့ဆိုတော့စဉ်းစားကြည့်ပေါ့နော်အာဇန်နဝါရီ20မှာ ပြောခဲ့တယ်20ရာခိုင်နှုန်းပြီးတော့တခါ February 3ရက်နေ့မှာမလုပ်တော့တခါထပ်ပြောတယ်ပြီးတော့ ဖေဗူလာ10ရက်နေ့မှာတခါလုတ်မယ်ပြောတယ်ဒီတခါ20ရာခိုင်နှုန်းမဟုတ်တော့25ရာခိုင်နှုန်းစတီးနဲ့အလူမီနီယံပေါ်တယ်ပျောင်းသွားတယ်ဆိုတော့နှစ်ပတ်အတွင်းမှာဒီအကောက်ခွန်နဲ့ပတ်သက်ပြီးတော့၃ချိန်ပြောင်းနေပါတယ်ဆိုတော့အဲ့ဒါတွေဘယ်လောက်ဆိုမဟုတ်ပါဘူးပထမတစ်ချိန်က20ရာခိုင်နှုန်း20ရာခိုင်နှုန်းမဟုတ်တော့ဘူး20ရာခိုင်နှုန်းကနေ25ရာခိုင်နှုန်းပြန်ဖြစ်တယ်25ရာခိုင်နှုန်းမဟုတ်တော့ဘဲနဲ့တခါသူတစ်ပြန်ကိုတစ်ပြန်အမ်အကောက်ခွန်ကောက်မယ်ဆိုပြီးတော့ပြန်ဖြစ်ပါတယ်ဆိုတော့အဲ့ဒါကဖေဗူလာ13ရက်နေ့ပါဆိုတော့၄ချိန်ပထမတစ်ချိန်လုတ်ခဲ့တဲ့ကိစ္စကိုကြီးညာခဲ့တဲ့ကိစ္စကို၄ချိန်ပြောင်းတော့တွေ့ရမှာပါ ဆိုတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့အသေးစိတ်မသွားခင်ပါဒီအကောက်ခွန်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးရှင်းရအောင်ပါဆိုတော့ပထမဆုံးတော့ဟိုရှေ့မှာကျွန်တော်ပြောခဲ့လို့ပဲဗောနော်အကောက်ခွန်ရဲ့အတိတ်ဘယ်ကတော့ဒီကိုယ်နိုင်ငံတည်းကိုတခြားနိုင်ငံကနေတွင်းလာတဲ့ဒီတွင်းကုန်ပေါ်မှာကောက်တဲ့အခွန်ဗောနော်ဒီဟာကိုအကောက်ခွန်လို့ခေါ်တာပါဆိုတော့တနည်းအားဖြင့်ပြောရရင်တော့အခွန်များများကောက်လေလေကိုယ်နိုင်ငံတည်းကပြည်သူကတခြားနိုင်ငံကပစ္စည်းကိုမှာသုံးလို့ရှိရင်ပတ်စံဈေးများများပေးရလေဆိုတဲ့အတိတ်ဘယ်ပါဥပမာဆိုကြပါစို့ကျွန်တော်တို့အမေရိကန်နဲ့ ပြဿနာတက်နေတယ်ဆိုတော့အမေရိကန်အမေရိကန်နဲ့ကနေဒါနဲ့မက္ကဆီကိုနဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့ဥပမာပေးရအောင်ပါကျွန်တော်တို့ကဘာလဲဆိုတော့အမေရိကန်ကတခြားနိုင်ငံကသွင်းတဲ့သွင်းကုန်ကိုကောက်ထားတဲ့အခွန်ကနည်းပါတယ်ဆိုတော့တခြားနိုင်ငံတွေကအမေရိကန်ကလာတဲ့အခွန်ပစ္စည်းပေါ်မှာကောက်တဲ့အခွန်ကများပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြင်ဆက်ပြောပါမယ်ဆိုတော့အဲ့ဒါကအာဥပမာဆိုကြပါဦးကျွန်တော်တို့ကနေဒါကအမေရိကန်ကနေပြီးတော့အာချောင်းစုပြောက်ဈေးမှာတယ်ဆိုပါဆိုချောင်းစုပြောက်ဈေးရဲ့ဈေးကလမ်းဈေးအပါအဝင်စုစုပေါင်း100ကျတယ်ဆိုပါဆိုကျွန်တော် ဒီကနေဒါတဲကိုရောက်လို့ရှိရင်သူကကနေဒါအစိုးရကအမေရိကန်ရဲ့ဒီချောင်းဆိုးပြောက်စီအပေါ်မှာအခွန်20ရာခိုင်နှုန်းတတ်မှတ်လိုက်ရဆိုပါလို့တတ်မှတ်ထားတယ်ဆိုပါလို့ဆိုလို့ရှိရင်ကနေဒါတဲမှာနေတဲ့လူတယောက်ကအမေရိကန် made in american ချောင်းဆိုးပြောက်စီကိုတောက်ဖို့အတွက်120ပေးရမှာပေါ့နော်ဒါရှင်းတယ်ဘာလို့လဲဆိုတော့အခွန်ကအာ20ရာခိုင်နှုန်းလို့ပေါ့ဆိုတော့နောက်တစ်ခုကကျတော့ဒါအိန္ဒိယပေါ့နော်ဒါကျွန်တော်တို့အိန္ဒိယကဆိုင်ကယ်တွေဆိုလို့ရှိရင်ကမ္ဘာမှာနာမည်ကြီးတယ်နောက်တစ်ခုကအမေရိကန်ကဆိုင်ကယ်တွေဆိုတဲ့တခြားနိုင်ငံတွေမှာနာမည်ကြီးတယ်ပေါ့နော်ဆိုကြပါစို့ ဒီအမေရိကအိန္ဒိယမှာနေတဲ့လူတယောက်ကအမေရိကမှာလုပ်တဲ့ဆိုင်ကယ်ကိုဝယ်စည်းခြင်းလေဆိုတော့ဆိုတော့သူ့မှာတတ်မှတ်ထားချက်အဲရှိပါတယ်အဲ့ဒါကအခွန်30ရာခိုင်နှုန်းဒါအိန္ဒိယအစိုးရကအမေရိကန်အစိုးအမေရိကန်အမေရိကန်နိုင်ငံကနေတွင်းတဲ့ဆိုင်ကယ်တွေပေါ်မှာကောက်တယ်လက်ရှိကောက်တယ်အခွန်မှာဆိုတော့ဆိုင်ကယ်တစ်စီးကဆိုကြပါဆိုအဲ100ပေါ့နော်လမ်းစီအပါဝင်အားလုံး100ကျတယ်ဆိုပါဆိုဒါက made in america မှာဆိုတော့ဒါပေမဲ့အိန္ဒိယကမှာတဲ့အတွက်အိန္ဒိယနိုင်ငံအစိုးရက30ရာခိုင်နှုန်းကောက်တဲ့အတွက် စုစုပေါင်းအကုန်ကုန်ကြစေက130ဖြစ်သွားပါတယ်ဆိုတော့ဒါကအခွန်ပေါ်မှာမူတည်ပြီးတော့ဈေးတက်တာပေါ့ဒါမဲ့အိန္ဒိယရဲ့ဆိုင်ကယ်ကိုအမေရိကန်နိုင်ငံသားတယောက်ကမှားလို့ရှိရင်မေးတယ်အိန္ဒိယဆိုင်ကယ်ကိုမှားလို့ရှိရင်ကြတော့အမေရိကန်နိုင်ငံကအစိုးရကဘယ်လောက်ကောက်လဲ2.4ရာခိုင်နှုန်းပဲကောက်ပါတယ်နှစ်သက်သမား400ခိုင်နှုန်းပေါ့ဆိုတော့အမေရိကန်မှာလုတ်တဲ့ဆိုင်ကယ်တစ်ကြီးကိုအိန္ဒိယနိုင်ငံသားတယောက်စီးဖို့ဆိုရင်300ရာခိုင်နှုန်းအခွန်ထပ်ပေးရတယ်130ပေးရတဲ့အချိန်မှာအိန္ဒိယမှာလုတ်တဲ့ ဆိုင်ကယ်ကိုအမေရိကန်နိုင်ငံသားတယောက်မှာစီးလို့ရှိရင်ကျွန်တော်100နဲ့နှစ်ကြက်ပဲပြီး100တန်းကိုပေါ့နော်အကုန်လုံးစုစုပေါင်းပေါ့ကျွန်တော် Trump ကတော့ဘယ်လိုစဉ်းစားလဲဆိုတော့ဒါများတယ်လို့စဉ်းစားတာပေါ့နော်ဆိုတော့အခုအဲ့ပြဿနာဖြစ်နေတာပေါ့ဆိုကျွန်တော်တို့ထပ်ပြီးတော့အသေးစိတ်ထပ်သွားအောင်ပေါ့ဆိုတော့ဒီမှာရုပ်တရက်ကောင်းတဲ့ပေါ်လာတဲ့မေးခွန်းရှိမှာပေါ့နော်အမေရိကန်ကသူ့နိုင်ငံကိုတခြားနိုင်ငံကပစ္စည်းတွေတွင်းလာရင်ကြတော့အခွန်နဲ့နဲ့ပဲကောက်ပြီးတော့တခြားနိုင်ငံကနိုင်ငံတွေကဥမာအိန္ဒိယလိုခုနအိန္ဒိယနိုင်ငံကအမေရိကန်ကတွင်းတဲ့ပစ္စည်းတွေပေါ်မှာအခွန်ဘာလို့များများကောက်လာလဲဆိုရင်မေးခွန်းရှိတာ ဘာလို့အလိုအကုန်ကောက်တာအမေရိကန်ကအာဘာလို့နည်းနည်းကောက်တာလဲပေါ့နော်ဒီပုံမှာကျွန်တော်တို့မေးရမှာပေါ့ဆိုပထမဆုံးတစ်ချက်ကတော့ဒါအကြောင်းရင်းတွေကတော့အများကြီးရှိတယ်ပေါ့နော်စီးပွားရေးပညာရှင်တွေပြောကြတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်အဲ့ထဲမှာဒီအရေးကြီးတဲ့အချက်နှစ်ချက်ကိုကျွန်တော်တို့ထုတ်ပြီးပြောရအောင်ပေါ့ပထမဆုံးတစ်ချက်ကအမေရိကန်ကကမ္ဘာမှာစီးပွားရေးအကောင်းဆုံးနိုင်ငံဖြစ်ပါတယ်အဲနောက်တစ်ခုကကျတော့ဒါကြောင့်မို့လို့သူကဒီတခြားနိုင်ငံတွေကသူစီးပွားရေးပုံမှာမှီခိုပြီးတော့လဲပတ်တာပေါ့ဆိုတော့ဒါကြောင့်မို့လို့သူကအခွန်ကောက်เสียမလိုပါဘူးအဲ့ဒီပစ္စည်းတွေပေါ့ဆိုတော့ ဆိုတခြားနိုင်ငံတွေကသူနိုင်ငံရဲ့စားသုံးမှုပေါ်မှာဟိုအမေရိကန်မှာတရက်လူတွေကတခြားနိုင်ငံကပစ္စည်းတွေမှားသုံးခြင်းအပြင်ဘာလို့လဲဆိုအမေရိကန်တကယ်စားသုံးမှုဈေးကွက်ကြီးအကြီးကြီးတော့ကျတော့တခြားနိုင်ငံတွေစီးပွားရေးကောင်းလာမယ်အမေရိကန်မှာမှီတည်ပြီးတော့ဒါပထမတစ်ချက်ပါဒုတိယတစ်ချက်ကျတော့ဒါတခြားနိုင်ငံကပစ္စည်းတွေတွင်းလာတဲ့အခွန်တွေပေါ်မှာမှူတည်ပြီးတော့ဒါစီးပွားရေးလေပတ်ရတော့ကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံဆိုရင်ဒီတိုင်းပဲဆိုတော့ဟိုဆိုကြပါဦးကျွန်တော်တို့အမေရိကန်မှာလုပ်တဲ့ကွန်ပျူတာဒါမှမဟုတ်ခုနကလိုဆိုင်ကယ်ဒါမှမဟုတ်ဆေး ကျွန်တော်တို့စီမှာဆိုတာ American made made in US ဆိုလို့ရှိရင်ဈေးကြီးတယ် made in US ဆိုဈေးကြီးတယ်ဆိုတာမျိုးရှိတာပေါ့အဲ့တော့ဘာပစ္စည်းနေနေတခြားနိုင်ငံခြားလို့ရင်ဈေးကြီးတယ်အခုဆိုရင် Thai ဒါအရင်တော့ဆိုဒါဂျပန်ပစ္စည်းဈေးကြီးတယ်ပေါ့နော်အဲ့တော့ made in Japan ဆိုဈေးကြီးတယ်ဘာလို့လဲဆိုတော့ဒီပုံမှာအခွန်ကောက်တာအခွန်ကောက်တာဈေးကြီးတာဆိုတော့ American နေနေကြတော့အဲ့လိုအခွန်ကောက်စရာမလိုပါဘူးဘာလို့လဲသူနိုင်ငံချမ်းသာပြီးတာပေါ့ဆိုတော့ပြီးတော့ American ကတခြားသူကစီးပွားရေးကောင်းပြီးသားဖြစ်တဲ့အတွက်တခြားနိုင်ငံတွေကိုသူကူညီမယ် သူ့စီးပွားရေးပေါ်မှာမိတီပြီးတော့မှတခြားနိုင်ငံတွေကလိုက်ပြီးလဲပတ်ပါဆိုတာမျိုးသူကလုတ်ခဲ့တာကျွန်တော်အဲ့ဒီတော့ကြောင့်အမေရိကန်ကဒီတခြားနိုင်ငံကအခွန်တွေသွင်းကုန်အခွန်တွေကိုကောက်ပြီးတော့လဲပတ်စရာမလိုပါဘူးဒါပေမဲ့ဒီအချက်ကိုအခုနကျွန်တော်ပြောခဲ့တယ်တခြားနိုင်ငံတွေက300ရာခိုင်နှုန်းကောက်တယ်အိန္ဒိယလို့300ရာခိုင်နှုန်းကောက်တယ်ဒါပေမဲ့အမေရိကန်ကအဲ့ပစ္စည်းမော်တော်ဆိုင်ကယ်ပစ္စည်းကိုပဲအိန္ဒိယဘက်ကသွင်းလိုက်နှစ်သက်သက်မှ400ရာခိုင်နှုန်းပဲကောက်တယ်ဆိုရယ်ကိစ္စမျိုးကိုထရမ့်မကြိုက်ဘူးဘာလို့လဲဆိုတော့မင်းကငါးပစ္စည်းကိုအများအခွန်အများကြီးကောက်ထားပြီးငါကမင်းပစ္စည်းကိုကြာတော့ အခွန်အင်မတန်နည်းနည်းလေးနဲ့ကောက်ထားတာငါ့အတွက်မတရားဘူးဆိုတော့ Trump ပြောခဲ့တဲ့စကားလုံးအတိအကျဆိုလို့ချင်း rip off သူ့ကိုဂျင်းထည့်နေတယ်ဆိုပြီးပြောတာမျိုးပေါ့နော်အဲအဲ့လိုအဲ့လိုတော့တော့ဒက်ရပြောပါတယ်တကဘာလုံးကနိုင်ငံတွေဟာအမေရိကန်နိုင်ငံပေါ်မှာလာပြီးဂျင်းထည့်နေတယ်တဲ့သူကအဲ့လိုမျိုးအုံနှုံးတာပေါ့နော်ဆိုတော့ဒါကြောင့်မလို့သူကခဏနေ20ရာခိုင်နှုန်းကောက်မယ်ပြောလိုက်ပဲပစ္စည်းပေါ်မှာခုနကလို့ steel နဲ့ aluminum ပေါ်မှာ25ရာခိုင်နှုန်းကောက်မယ်ပြောလိုက်ဒါမျိုးမျိုးလုံနေတယ်ပေါ့နော်နောက်ဆုံးတစ်ချိန်ကဆိုဒါသူတို့ပြန်ကိုတို့ပြန်အဲလုံမယ်ပြောလိုက်မျိုးမျိုးဖြစ်နေတာပေါ့ဆိုတော့ Trump ဒီ အမေရိကန်ရဲ့တခုလုံးအတိုင်းတာနဲ့ဆိုရင်တော့သူကပို့ကုန်ပမာဏထက်အမေရိကန်က made in the USA ကိုတခြားနိုင်ငံကိုပို့တာထက်သွင်းကုန်ကပို့များတာပေါ့ဘီလီယံနဲ့ချီပြီးလို့ဆိုရင်ပို့များပါတယ်ဆိုတော့အမေရိကန်ရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေကအခုအဓိကပြဿနာတနေတဲ့နိုင်ငံတွေပဲအဲ့ဒါကကနေဒါမက္ကဆီကိုရက်ကတရုတ်ပေါ့နော်ဒါကြောင့်မလို့အခုကျွန်တော်တို့သတင်းတွေဖတ်လိုက်ပြီဆိုရင်ကနေဒါကိုအများဆုံးတွေ့ရတယ်မက္ကဆီကိုတွေ့ရတယ်နောက်တရုတ်နိုင်ငံတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကုန်သွယ်ရေးစပွဲသတင်းမှာဒီနိုင်ငံတွေကကျွန်တော်တို့အမြဲတမ်း talk shop မြင်နေရကြားနေရတယ် ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ Trump ပြောသလိုအခွန်တိုးကောက်လိုက်တာသွင်းကုန်တွေပေါ်မှာအခွန်တိုးကောက်လိုက်တာကအဖြေလားပေါ့နော်လုပ်ဖို့လွယ်သလားဆိုပြီးတော့မေးကြည့်ရအောင်ပါဆိုတော့စီးပွားရေးပညာရှင်တွေကတော့အဲ့တော့မလွယ်ဘူးလို့ဆိုကြပါဘူးဘာလို့လဲဆိုပထမဦးဆုံးထိခိုက်မှာက American ပြည်သူတွေပါပဲဆိုတော့ကျွန်တော်တို့ဒီနောက်ဆုံးအခုလုပ်မယ်လို့စီစဉ်ထားတဲ့သူတပြန်ကိုတပြန်အမ်နင်းလားငါလားပေါ့နော်အတူတပြန်ကိုတပြန်အကောက်ခွန်စနစ်ကိုကျွန်တော်တို့ကြည့်အောင်ပုံစံကိုကြည့်အောင်ပါကျွန်တော်ကဘာလဲဆိုတော့ကျွန်တော်အခုနောက်ကဥပမာပေးခဲ့တဲ့အိန္ဒိယကဆိုင်ကယ်ကို အမေရိကန်ကအခွန်နှစ်တက်သမား၄၀၀ခန်းလုံးဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံကလူတစ်ယောက်ကအိန္ဒိယ made in india ဆိုင်ကယ်ကိုမှာလို့ရှိရင်တရားနဲ့နှစ်ချက်ပဲပေးရမှာပေါ့နော်တရားနှစ်ချက်ခွဲပဲပေးရမှာပေါ့ဒါမဲ့အိန္ဒိယကလူကအမေရိကန် made in usa ဆိုင်ကယ်တစ်စီးကိုမှာမယ်ဆိုလို့ရှိရင်တရား30ပေးရမှာလားလက်ရှိအခြေအနေပေါ့နော်ဆိုတော့ trump ကိုလုံးမဲ့ဒီသူတပြန်ကိုတပြန်အကောက်ခွန်ပုံစံအကြဘယ်လိုလဲဆိုတော့အိန္ဒိယက30ခန်းလုံးကောက်နေတဲ့အတွက်မင်းအိန္ဒိယဆိုင်ကယ်ငါးစီကိုတွင်းမယ်ဆိုရင်လည်း30ခန်းလုံးကောက်မယ်လို့ကြေညာလိုက်တာဆိုတော့ဘာလို့ဘာဖြစ်သွားလဲဆိုတော့ အမေရိကန်ထဲမှာနေတဲ့လူကအိန္ဒိယဆန်ကယ်ကိုအရင်တော့ကလို့ဈေးပေါပေါနဲ့ဈေးရော့ရော့နဲ့မရတော့ဘူးပေါ့။ဆိုတော့ तू လုံးမဲ့အစီအစဉ်ကအဲ့ဒီအစီအစဉ်အဲ့ဒါအဲ့ဒါကို तू က तू တပြန်ကိုတပြန်အခွန်ပုံစံလို့ပြောတာပေါ့နော်။ဆိုတော့ဒီမှာဘသူပထမဆုံးထိခဲ့တယ်ဆိုတော့အမေရိကန်စားသုံးတဲ့သူပေါ့နော်။အမေရိကန်ပြည်သူကအရင်တော့ကလို့တခြားနိုင်ငံကပစ္စည်းတွေကိုဈေးရော့ရော့နဲ့မရတော့ဘူး။ဆိုတော့ဈေးရော့နဲ့မရတော့ဘာဖြစ်တော့သူ့နိုင်ငံကဟာကိုပဲ तू ဆက်စားမယ်ပေါ့နော်။ဆက်သုံးမယ်ဆိုပြီးတော့ပြောလို့ရတာပေါ့။ဒါပေမဲ့တခြားနိုင်ငံအခုနကလို့ဆင်းရဲတဲ့နိုင်ငံတွေ ဒီအမေရိကန်ရဲ့စီးပွားရေးမှာမှီတည်ပြီးတော့အာစီးပွားဖြစ်နေတဲ့နိုင်ငံတွေအကုန်ဒုက္ခရောက်ကုန်ကြတာပေါ့ဆိုတော့ဒီလိုမျိုးအမေရိကန်ကတခြားနိုင်ငံရဲ့သွင်းကုန်တွေပေါ်မှာအောက်ခွန်တိုးတာကအာအကုန်လုံးတစ်ကမ္ဘာလုံးအတိုင်းအတာလဲတော့စီးပွားရေးတွေကမောက်ကမောက်ဖြစ်သွားနိုင်နေဆိုပြီးတော့စီးပွားရေးပညာရှင်တွေကသတိပေးကြပါတယ်အဲဆိုလိုချင်တာကတော့အခုနောက်လိုမော်တော်ဆိုင်ကယ်ကုန်စိတ်ဒီသွင်းတဲ့ကုမ္ပဏီတစ်ခုကအမေရိကန်ကိုသွင်းလို့မရတော့ဘူးဆိုလို့ရှိရင်သူတို့ကတခြားဈေးကိုရှာရတော့ပါဒါပေမဲ့အမေရိကန်ဟာ ကမ္ဘာမှာအကြီးဆုံးဈေးကွက်အကြီးဆုံးစီးပွားရေးရှိတဲ့နေရာအမေရိကကိုသွင်းလို့မရရင်တခြားမရတယ်သွင်းဖို့ဆိုတော့တော်တော်ခက်သွားပြီပေါ့နော်ဆိုတော့စိတ်ယုံနေကြီးလို့ခက်လာလို့ရှိရင်အလို့သမားတွေအတွက် ခက်လာပြီအလို့ရရှိမှုတွေခက်လာပြီဆိုတော့ဒီကမ္ဘာလုံးအတိုင်းအတာနဲ့ဒုက္ခရောက်နိုင်တာပေါ့နော်အမေရိကကတော့ဒုက္ခမရောက်မှာမဟုတ်ဘူးတခြားနိုင်ငံတွေပတ်ပြီးဒုက္ခရောက်ကုန်တယ်ဆိုပြီးတော့ဈေးပွားရေးသမားတွေကဟိုတတိပေးနေကြတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးဒီအကောက်ခွန်တွေအကြောင်းပြန်ဆက်ရပါမယ်20 25ရောက်လာဆိုတော့ပထမဆုံး20ရာခိုင်နှုန်းပြောထားတယ်ပြီးတော့မလုံဘူးသူရက်လိုက်တယ် တခါ25ရက်လောက်ပြောတယ်မလုပ်ဘူးဆိုပြီးတခါရလိုက်တယ်ပြီးတော့တခါသူတပြန်ကိုတပြန်လုပ်မယ်ဆိုပြီးထပ်ပြောတယ်နောက်တခါသူတခါသူတပြန်ကိုတပြန်လုပ်မယ်ဆိုတာကနေတခါမလုပ်တော့ပြန်ဘူးပထမအဦးဆုံးပြောခဲ့တယ်20ရာခိုင်နှုန်းပဲပြန်လုပ်ပါမယ်ဆိုပြီးတော့ပြန်ဖြစ်သွားပြန်တော့အဲ့ဒါက match လာပထမပြောင်းပြောင်းခဲ့တာတော့ February January February match လာ3ရက်နေမှာကြာတော့ဒါ20ရာခိုင်နှုန်းပဲပြန်ဖြစ်တယ်ဆိုပြီးတော့ပထမအဦးဆုံးအချိန်ပြောခဲ့တယ်ပြန်ဖြစ်သွားပြန်ဆိုတော့နောက်တခါကျွန်တော်တို့ match လာ9ရက်နေမှာနောက်တခါထပ်ပြောင်းတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ American ကို twin မဲ့ကားတွေကို အခွန်မကောက်တော့ဘူးတလခွင့်ပြုတော့ပထမဆုံးပြောတာ20ရာခိုင်နှုန်းပေါ့နော်ဒီတစ်ခါမတ်လ9ရက်နေမှာမတ်လ4ရက်နေမှာ20ရာခိုင်နှုန်းလို့ပြောပြီးပြောင်းအရင်တုန်းကဟာကိုပြန်ပြောင်းခဲ့တဲ့ဟာကမတ်လ9ရက်နေမှာမဟုတ်တော့ပါဘူးဒါဒီတစ်ခါကျွန်တော်တို့အသွင်းသွင်းမဲ့ကားတွေကိုကားတွေနဲ့ပတ်သက်ပြီးတခြားကုန်ပစ္စည်းတွေတော့20ဟုတ်တယ်ကားတွေကိုတော့20မဟုတ်ဘဲနဲ့ခတ်တာတလဒီလွန်ငင်းခွင့်အခွန်လွန်ငင်းခွင့်ပေးပါမယ်ဆိုပြီးဖြစ်သွားပြန်ကျွန်တော်အကောင်လုံးကိုခြုံကြည့်လိုက်လို့ရှိရင် ခဏတိုင်းတစ်မျိုးပြီးတစ်မျိုးပြောင်းနေတာပေါ့နော်20ရာခိုင်နှုန်းပြောင်းလိုက်25ရာခိုင်နှုန်းပြောင်းလိုက်သူတစ်ပြန်ကိုတစ်ပြန်ပြောင်းလိုက်မဟုတ်တော့တလအာလွန်ငင်းခွင့်ပေးမယ်ပြောလိုက်ဆိုတော့စီးပွားရေးပညာရှင်တွေဒီမှာမေးခွန်းထုတ်ကြပါတယ်ထရမ့်ကသူလုံနေတာတွေကိုသူကိုယ်တိုင်ရောသိရလားဆိုတဲ့မေးခွန်းဆိုပြီးတော့စီးပွားရေးပညာရှင်တွေထုတ်ပါတယ်ဆိုတော့ဒီမှာအဖြေကနှစ်ခုရှိတယ်ပေါ့နော်တစ်ခုကသိတယ်သူလုံနေတာတွေသူသိတယ်သူ့မှာနောက်မှာမဟာဗျူဟာရှိတယ်ပေါ့ဒါကတော့စဉ်းစားချက်တစ်မျိုးပေါ့နောက်တစ်မျိုးကြောင့်သူတို့နိုင်သူဘာမှမသိဘူး तू ကဟိုတခြားသူတွေရဲ့အာယုံစိုက်တာလိုချင်လို့ဒါလုပ်နေတယ်ဆိုပြီး ြောကြတယ်လို့ရှိရင်သူ့မှာမဟာဗျူဟာမရှိဘူးပေါ့နော်ဆိုတော့ဒီနှစ်ချက်ကိုကျွန်တော်တို့ကြည့်အောင်ပါပထမတစ်ခုပထမဒီရှိတယ်ဆိုတာမကြည့်ခင်မရှိဘူးဆိုတော့ပြင်ကြည့်အောင်ပေါ့နော်မရှိဘူးဆိုတာဖြစ်နိုင်သလားဆိုတော့ Trump ကဒီ Mexico နဲ့ Canada နဲ့ပတ်သက်ပြီးတော့အကောက်ခွန်တိုးရတဲ့အကြောင်းရင်းပထမဦးဆုံးကြည့်သူပြောတဲ့အကြောင်းရင်းကဘာလဲဆိုတော့ fentanyl ဒီဆေးပြားတွေပေါ့နော်အာဆေးတွေမှုရဆေးတွေအဲ့ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကနေဝင်နေတာတွေများတဲ့အတွက်ကြောင့်အဲ့ဒီတွင်းကုန်တွေကိုဒီတွင်းလာတဲ့ပစ္စည်းတွေပေါ်မှာအခွန်ကောက်တိုးကောက်အောင်ဖြစ်တယ်ဆိုပြီးပြောတာ ဖန်တနိုင်းဖြစ်စီဒါပထမဆုံးတစ်ခုပြောတာဒါပေမဲ့နောက်တစ်ခါကျတော့သူပြောတာကအဲ့ဒီဟာကအကြောင်းရင်းမဟုတ်တော့ပြန်အဲ့ဒါကဘာလဲဆိုတော့ကနေဒါနဲ့မက္ဆီကိုကဝင်လာတဲ့ပစ္စည်းတွေကအမေရိကန်တွေမလို့မလို့တဲ့ကနေဒါကဝင်လာတဲ့ကားတွေလည်းသူတို့အမေရိကန်တွေတုံးစရာမလို့ဆိုတော့ဒါကြောင့်မလို့မက္ဆီကိုကဝင်လာတဲ့ကားတွေတွင်းလာတဲ့ကားတွေလည်းအမေရိကန်တွေတုံးစရာမလို့ဒါကြောင့်မလို့အဲ့ဒီနိုင်ငံတွေကိုခွန်တိုးကောက်တာကဘာပြည်တနာမှဖြစ်သွားမှာမဟုတ်ဘူးဆိုပြီးတော့ချက်ချက်ပြောပြရမှာတဘောကတော့ဝင်ပါလေတယ်ဝင်ပါလေတယ်ငါတို့ကောက်နေတာပတ်စံပို့ရတယ်ဆိုတော့ဟာမျိုးပြောတာမျိုးနောက်ကမှဘာအကြောင်းရင်းမှမရှိပါဘူး ဆိုတော့ဒီလိုမျိုးတက္ကသိုလ်တက္ကသိုလ်ချင်းပြောတာပေါ့နော်တတိယတချင်းကျတော့တခါဘာထပ်ပြောပြန်လဲဆိုတော့ကနေဒါကိုအမေရိကန်နိုင်ငံရဲ့50တပြည်နယ်မြောက်ပြည်နယ်ဖြစ်စေရင်တဲ့အတွက်နိုင်ငံကြီးကိုပြည်နယ်ဖြစ်စေရင်တဲ့အတွက်ဒီလိုလောက်လာတာပါဆိုပြီးပြောပြန်ဆိုတော့သဘောကတော့အာကနေဒါသာတကယ်လို့အမေရိကန်နိုင်ငံရဲ့50တခုမြောက်ပြည်နယ်ဖြစ်လို့ရှိရင်ဆိုတော့အမေရိကန်ထဲမှာထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအခွန်ပေးစရာမလိုတော့ဘူးပေါ့နော်တခြားနိုင်ငံကတွန်းလာတာမဟုတ်တဲ့လေ။ဒါကြောင့်မလို့သူက50တပြည်နယ်ဖြည့်ရို့ပဲတွန်းနေတာ ဆိုပြီးတော့ဒါမျိုးစဉ်းစားရမှာလားပေါ့ဇီဝရေးသမားတွေဒီလိုတွေးပါဒီလိုတွေးတာပါဆိုတော့တကယ်လို့ဒါကနေဒါက50တခုမြောက်ပြည်နယ်အဖြစ်လက်ခံလိုက်လို့ရှိရင်သူကအခုတိုးကောက်စရာမလိုတော့ဘူးလို့ဆိုတော့ပြောတာပါသူကတော့အာထရမ့်ကိုယ်တိုင်ပြောတော့မဟုတ်ထရမ့်ရဲ့ဒီသမရယုံပေါ့နော်ပြောရေးဆိုခွင့်ရှိသူကပြောတာပါအဲ့တော့ဇီဝရေးသမားတွေကစဉ်းစားကြတာဇီဝရေးပညာရှင်တွေကစဉ်းစားကြတာဒါကဒီကနေဒါဘက်မှာအခုတိုးကောက်ဖို့လုပ်နေတဲ့ကိစ္စကကနေဒါကို50တခုမြောက်ပြည်နယ်မှာဖြစ်ဖြစ်အောင်တွန်းနေတာလားဆိုပြီးတော့တွေးကြပြန်ဆိုတော့ ကနေဒါရဲ့မက္ကဆီကိုရောထရမ့်အခွန်တိုးကောင်တာနဲ့ပတ်သက်ပြီးတော့ဘယ်ဟာကအမှန်လဲဆိုတော့ဒီမှာလိုက်ပြီးတော့အဖြေရှာလို့မရပါဘူးတဲ့ခုထရမ့်ရဲ့လုပ်ရက်ကိုဒါစီးပွားရေးပညာရှင်တွေကအဖြေရှာနေကြတာပေါ့နော်နောက်ကွယ်အကြောင်းရင်းကဘာလဲနိုင်ငံရေးသမားတွေကလည်းအဖြေရှာနောက်ကွယ်အကြောင်းရင်းကဘာလဲဆိုတော့ဒီမှာအဲ့ဒီကိစ္စကိုထရမ့်သိမသိတော့မသိဘူးဒါပေမဲ့ထရမ့်ရဲ့လုပ်ရက်တွေကိုသူ့ရဲ့ဒီစီးပွားကုသန်းဝန်ကြီးပေါ့နော် the secretary of commerce ပေါ့စီးပွားကုသန်းဝန်ကြီးတောင်မှအသေးချာမသိပါဘူးတဲ့ တော့ဒီမှာတော့တစ်ခုရှိသေးတာက Trump က तू ပြောတဲ့အမိန် तू ချလိုက်တဲ့အမိန်အစရာကိုင်းတော့ဈေးကားကိုင်းတော့အပြန်အလှန်အခွန်ဆိုတဲ့ပုံမှာအသေးချာစဉ်းစားထားတာမရှိဘူးဆိုတဲ့စဉ်းစားချက်တစ်ခုရှိပါတယ်။ပြောတာပါလဲဆိုတော့ဒီတရုတ်ကတရုတ်နဲ့ပတ်သက်ပြီးတော့20ရာခိုင်နှုန်းအခွန်ကောက်တဲ့ကိစ္စပေါ့နော်။ဆိုတော့ကကျွန်တော်အရင်ကဒီဒေါ်လာ100အောက်အဲ့ဒါဖြစ်ခဲ့တာက February တရက်နေ့ပေါ့နော်။ဒီအရင်ကဒေါ်လာ100အောက်ပစ္စည်းတွေကိုကြာတော့အမေရိကန်ကအခွန်မကောက်ပါဘူး။ဆိုတော့ဘလို့ပစ္စည်းမျိုးတွေလဲဆိုတော့ကျွန်တော်တို့တေးမူလို့ရှီရင်တို့ကဝင်တဲ့ တရုတ် made in china ပစ္စည်းတွေပေါ့အဲ့ဒါကိုမကောက်ပါဘူးဆိုတော့ဒါမဲ့ trump က february 1ရက်နေ့ကကြေညာလိုက်တာဒီဒေါ်လာ100အောက်ပစ္စည်းတွေကိုဒီအခွန်20ရာခိုင်နှုန်းသွင်းကုန်အကောက်ခွန်20ရာခိုင်နှုန်းကောက်ခွန်ကြေညာလိုက်တော့ဘယ်မှာသွားပြီးဒုက္ခရောက်တယ်လဲဆိုတော့ဒီ american ရဲ့ postal service ပေါ့နော်အဲ့ဒါက support လုပ်ငန်းပေါ့နော်ဆိုတော့ support လုပ်ငန်းကတော့အာပစ္စည်းတွေပို့ကြတာအဲဒီမှာဆိုလဲကျွန်တော်ဥရောပမှာဆိုလဲဒီ support လုပ်ငန်းကပစ္စည်းပို့တဲ့ဟာတွေလုပ်ပါတယ်ဆိုတော့ support လုပ်ငန်းကိုရောက်နေတဲ့အမှားသားတွေပေါ့နော်ပစ္စည်းတွေအမှားပစ္စည်းတွေပေါ့တင်းမှုလို့ရှင်းရင်တော့ ဒီဒေါ်လာ600တန်ဖိုးနဲ့ပစ္စည်းတွေအများကြီးရောင်းတယ်။ဆိုတော့ရောင်းနေပြီးသားပစ္စည်းတွေကိုသူတို့ကဒီ customer လက်ထဲကိုပစ္စည်းတွေမထည့်ရသေးဘူး။အဲ့ဒီအချိန်မှာ trunk ကညညာလိုက်တယ်ဒီပစ္စည်းတွေ20000ကျော်တော့ Okay ဝင်ပြီးသားအခွန်မကောက်ရသေးတဲ့ပစ္စည်းတွေသူတို့အခွန်ကောက်ဖို့လုပ်ရတော့ဒါပထမတစ်ချက်ပေါ့နော်။ဆိုတော့နောက်တစ်ခုကကြတော့သူက trunk ကအမိန့်တစ်ခုထုတ်လိုက်တိုင်းမှာသူဒီလုံနေတဲ့လူတွေကသူကဒီအပေါ်မှာ action ယူရတော့သူအပေါ်မှာအမိန့်တစ်ခုထုတ်လိုက်တယ်။ဟုတ်ပြီ20000ကျော်တော့ကောက်တယ်20000ကျော်တော့ကောက်ဖို့လုပ်ရတယ်။ နောက်တစ်နေ့ကျ20ရာခိုင်နှုန်းမဟုတ်တော့ဘူး20 25ရာခိုင်နှုန်းဖြစ်သွားတယ်နောက်တစ်ကျောက်တခါမဟုတ်ပြန်ဘူးအပြတ်အပြန်အလှန်အမ်အအကောက်အကောက်ကောင်ကောက်ဖို့လုပ်ပြန်တယ်ဆိုတာမျိုးသူကတော့အောက်ချရလိုက်လို့ပါတော့နော်ဆိုပြီးတော့သူကအာတလနှစ်လရတဲ့မျိုးအချိန်ချားပြီးလို့တာမဟုတ်ဘူးရပ်ပိုင်းတွင်းနေနောက်ပြီးတော့တပတ်ချားနေစီအဲ့လိုမျိုးပြောနေတာပေါ့နော်ဆိုတော့ဒီဒီအမေရိကန်ရဲ့ဒီ support လုပ်ငန်းလုပ်ငန်းတွေမှာဘာတွေသွားဖြစ်လဲဆိုတော့ပစ္စည်းတွေသွားပုံနေတာသွားလဲပို့လို့မရဘူးဘာလို့လဲဆိုတော့ဒီပစ္စည်းတွေကိုသူအခွန်ကောက်အောင်မအောင်ဆိုတော့ အခွန်ကောက်ဖို့အတွက်ကလည်းပစ္စည်းဒီတောင်းပုံရပါဘောနော်တင်းချီတန်းချီမှားထားတဲ့ပစ္စည်းအသေးလေးတွေကိုလိုက်ပြီးတော့အခွန်လိုက်ကပ်ဖို့နော်ဟိုပတ်စံတိုးတောင်းဖို့ဆိုတော့ဘဲလွယ်မလဲဆိုတော့အဲ့ဒီဟာကိုခက်တာက truck ကမစင်းစားထားဘူးဆိုပြီးတော့ဒီလုပ်ငန်းရှင်တွေကပြောကြတာဘောနော်ဘာဖြစ်နောက်တော့တိတ်မကြောက်ဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီသူ20ရာခိုင်နှုန်းတိုးကောက်မယ်လို့ပြောထားတဲ့အမိန်ပြန်ရုပ်သိမ်းလိုက်ရတယ် truck ပြန်ရုပ်သိမ်းပြီးတော့ခဏရပ်ထားပါအောင်ဆိုပြီးတော့အမိန်တစ်ခါထပ်ထုတ်လိုက်ရပြန် တော့ဒီလိုရက်ကိုထရမ့်ရဲ့ဒီလိုရက်ကိုကြည်ပြီးစီးပွားရေးပညာရှင်တွေတုံ့တက်ကြတာကဒီအခုအကောက်ခွန်ကိစ္စပါပေါ့နော်ထရမ့်ကဘာမဟာဗျူဟာမှမရှိဘူးပေါ့နော်အာဆိုပြီးတော့အကျိုးအပြည့်စဉ်းစားပြီးတော့သူ့အဖွဲ့နဲ့သူ့ရဲ့ဒီစီးပွားကူတန်းဝင်ကြီးနေတော့မှတိုင်ပင်ပြီးလောက်တာမဟုတ်ဘူးဆိုပြီးတော့စီးပွားရေးပညာရှင်တွေကတွေ့တယ်ပေါ့နော်အဲ့လိုဆိုပြီးတုံ့တက်ကြတယ်ဆိုတော့ဒီမှာဒီကွန်ကော်ဒီယာပေါ့နော်ဒီကနေဒါကွန်ကော်ဒီယာတက္ကသိုလ်ကဘောဂဗီတာပညာရှင်မိုရှေးလန်ဒါသူပြောတဲ့ထရမ့်နဲ့ပတ်သက်ပြီးသူပြောတဲ့စကားလုံးကကောင်းပါအဲ့ဒါဘာလဲဆိုတော့ထရမ့်ကဒီ အခုနဲ့ပတ်သက်ပြီးလုပ်နေတဲ့ကိစ္စကအောက်ခံပေါင်းပြီးမကြိုက်တော့လဲပြနေတယ်လို့ပဲခဏလဲလိုက်ခဏပြန်ဝင်လိုက်ဆိုပြီးလုပ်နေတယ်လို့ပဲဆိုပြီး तू ကပြောပါတယ်ဆိုတော့အခုနောက်ကပေးခဲ့တဲ့ဥမာတွေကတော့ဒါစတီးတို့အလူမီနီယံတို့ပါတယ်နောက်တစ်ခုကအိန္ဒိယကဒီဆိုင်ကယ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာအာနောက်တစ်ခုကတရုတ်နိုင်ငံကသွင်းတဲ့ဒီရှီယင်းတို့တေးမူတို့ဒီပစ္စည်းတွေပါတယ်ပေါ့နော်ဆိုတော့ဒီမှာအမေရိကန်ဒီကနေဒါနဲ့မက္ကဆီကိုကနေပြီးတော့ဓာတ်ရိုက်ထိခိုက်ပြီးတော့တခါတည်းတောက်လျှောက်ပြဿနာတက်နေတယ် ပြဿနာကတော့ဒါကားသွင်းတဲ့ပြဿနာပေါ့နော်ဆိုတော့ Trump လောက်ရတယ်ကျွန်တော်တို့တချို့ပြန်ကြည့်အောင်အဲ့ဒါကဘာလဲဆိုတော့ဒီ February 10ရက်နေ့မှာကနေဒါနဲ့မက္ကဆီကသွင်းလာတဲ့ကားတွေကိုအကောက်ကုန်25ရာခိုင်နှုန်းကောက်ဖို့ဆိုပြီးအမိန့်ထုတ်တယ်ပေါ့နော်ဆိုတော့နောက်နှစ်ရက်တခါ February 3ရက်မှာအဲ့ဒီငွေပထမရက်ကပထမနှစ်ရက်လောက်ကကျညာထားတဲ့အမိန့်က25ရာခိုင်နှုန်းကောက်ဖို့နော်နောက်တခါနှစ်ရက်ကြာတဲ့3ရက်မှာအဆင်မပြေဘူးဆိုပြီးတော့အရင်အတိုင်းပြန်ထားအောင်ဆိုပြီးတော့ငွေအမိန့်ကို25ရာခိုင်နှုန်းမကောက်တော့ဘဲနဲ့တက်လာရမယ်ဆိုပြီးကျညာတာပေါ့နော်ဒါကားကားတွေပေါ့ ကျွန်တော်တခါမတ်လ၄ရက်နေ့ရောက်တော့စဉ်းစားကြည့်ပါတော့ဖေဗူအာရီ2ဖေဗူအာရီ1ရက်နေ့ကပြောတယ်25ရက်နေ့ဖေဗူအာရီ3ကြာမဟုတ်တော့ဘူးတခါနောက်တခါနောက်တလားလောက်ကြာတယ်မတ်လ၄ရက်နေ့ရောက်တော့25ရက်နေ့ပြန်ကောက်မှလို့ဖြစ်တယ်တခါနောက်တခါဖေဗူအာရီလ5ရက်နေ့ပထမပြောတာ၄ရက်နေ့နော်5ရက်နေ့ကြာကျွန်တော်ဒီ American Car Company GM တို့ General Motor တို့နောက် Ford တို့ဒီဒီ Car Company တွေက Trump ကိုဖုန်းခေါ်ပြီးပြောကြတယ်ပေါ့နော်မလုပ်ပါနဲ့တောင်းပန်ကြတယ်ဆိုပြီးတော့အဲ့ကျတော့ဒီတခါ तू ထုတ်ထားတဲ့အမေ20ခိုင်တော့မကောက်တော့ပြန်ဘူးဆိုပြီးခဏရန်နာပါတယ်ဆိုပြီးပြန်ဖြစ်သွားပြန်ခဏတိုင်းဒီလိုဒီလိုဒီလိုပြောင်းနေတာပေါ့နော်ဆိုတော့အခုရက်ထားတဲ့ဒီကာလကတော့ April လာမယ့်လာပေါ့နော် April 2ရက်နေတိပေါ့ April 2ရက်နေဘာဆက်ဖြစ်အောင်မလဲမသိဘူးဆိုပြီးတော့အခုကားကုမ္ပဏီပိုင်ရှင်တွေကနောက်ကားထုတ်လို့ရေးကုမ္ပဏီတွေကစိုးရိမ်နေကြတော့တွေ့ရတာပေါ့နော်သူတို့ထုတ်ပြန်ချက်တွေမှာကျွန်တော်တို့မြင်ရတာပေါ့ဆိုတော့ဇီဝပညာရှင်တွေကပြောလဲဆိုတော့ကျောက်ကျောက်ဝယ်တာတော့မှ ကျုပ်ကိုတရက်နဲ့တရက်ဈေးမတူလို့ရှိရင်ကျွန်တော်တို့ဈေးသွားတာဆိုတော့တရက်ကဟိုဒီနေ့ကတော့ဟိုကျုပ်တကက်ဝယ်မယ်ဆိုလို့ရှိရင်ဆိုကြပါစို့9000ဆိုကြပါစို့ပတ်စံယူသွားတယ်9000ဆိုတော့ဈေးရောက်တော့မဟုတ်ဘူး9000မဟုတ်ဘူး9000နဲ့200တက်နေတယ်ဆိုတော့ကျွန်တော်တို့အဲငါပတ်စံယူမလာဘူးဒုက္ခရောက်နိုင်တယ်ပေါ့နော်ဒီစည်းဝိုင်းပညာရှင်တွေပြောကြတာအခုကကျုပ်တော့မဟုတ်ဘူးနေ့စဉ်ဒီထောင်တောင်းချီပြီးတော့ထုတ်နေတယ်ကားအစိပ်ပိုင်းတွေကားပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဈေးကိုဟိုတမျိုးပြီးတမျိုးတက် ြောင်းလုံနေတဲ့ပြဿနာပေါ့နော်စီးပွားရေးပညာရှင်တွေကအကုန်လုံးကမောက်ကမဖြစ်ကုန်ကြတယ်ပေါ့ဆိုတော့ကားတွေကိုဆက်ထုတ်ရမလားရပ်ထားရမလားဒါမှမဟုတ်အမ်ပစ္စည်းတွေမမှာပဲနဲ့ထားရမလားဒါမှမဟုတ်ဒီတိုင်းပဲဆက်ထုတ်ရမလားဆက်ထုတ်ရင်လည်းအဲနောက်တနေ့ဘာဖြစ်မလဲမသိဘူးရှုံးမှာပေါ့နော်ဆိုတော့ဒီလိုစီးပွားရေးတွေကမောက်ကမဖြစ်ကုန်တော့ပထမဦးဆုံးထိခိုက်တာက store ဈေးတွေပါဆိုတော့ store ဈေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီမှာပြောစရာအကြီးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ Trump က तू ဒီဒီကောက်ပွဲနိုင်ပြီတော့ပေါ့နော်တမရစံသက်ဆောင်မချင်းမချင်းဆိုခင်ကြားပေါ့ဒီ ဇန်ဒီဇင်ဘာလောက်ဒီဇင်ဘာ2024လောက်မှာသူကဘာနဲ့ပတ်သက်ပြီး store scene နဲ့ပတ်သက်ပြီးတော့ drop shop ပြောခဲ့ပါအဲ့ဒါကဟာငါတော့တမရမဖြစ်သေးဘူးအခု store scene တက်နေပြီအဲခဏနေကြတော့ store scene ကို main ကြီးလိုက် store scene ကိုဘယ်ချိန်ကြီးလိုက်ကြီးလဲ store scene ဆိုတာတက်နေတာပဲငါတမရဖြစ်ရင်တော့ store scene လူတွေအကုန်လုံးချမ်းသာတော့မယ်ဆိုတာမျိုးသူကပေးခြင်းနဲ့ message ပါဆိုတော့ဘယ်သတင်းနာနာပဲသူက store နဲ့ပတ်သက်ပြီးတော့မေးမေးသူတမရဖြစ်တော့မှာမို့လို့ဒီ store scene တွေ drop shop တက်နေတယ်ဆိုတာမျိုးကိုသူ drop shop ပြောလို့ရှိတာပေါ့ဒါပေမဲ့အခု လောလောဆယ်ဒီအခုသူအောက်ခုံနေပတ်သက်ပြီးလောက်တော့စော့စီကြအကုန်လုံးထိုးကြဘူးအဲ့ဒီချိန်မှာတရင်နောက်တယောက်ကသူ့ကိုဒီအင်ဖြူတော်တဲကတဲမှာတရင်နောက်တွေနဲ့တွေ့တော့မေးပါတယ်အာတမရာကြီးပေါ့နော်ဒီအခုစော့စီနေပတ်သက်ပြီးတော့အခုဖြစ်နေတဲ့ကိစ္စတွေမှာစော့စီကြတာနဲ့တော်ပြီးတက်သက်ဆိုင်နေတယ်လားပတ်သက်နေတယ်လားဘယ်လိုထင်ပါတယ်လဲလို့မေးတော့သူကပြောလဲဆိုတော့ There are nothing to do with the market I'm not even looking at the market ဆိုတော့အခုနောက်ပြောခဲ့တာကဒါ Trump မှာမဟာဗျူဟာအစီအစဉ်မရှိဘူးပေါ့နော်ဆိုတော့အဲကြောင့်မလို့လုတ်ချင်တာတွေလုတ်နေတယ်ဆိုတော့အယူအဆပါဟုတ်ပြီပေါ့နောက်တစ်မျိုးစဉ်းစားကြည့်လို့ရှိရင် ခရမမဟာဘီယူရှိတယ်ဆိုရက်ပုံစံအရစဉ်းစားကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူကုလုံနေတာတွေကမတေချာမရေရာမှုကစားနေတယ်ဆိုပြီးပြောကြတာပေါ့အဲ့ဒါကဘာလဲဆိုတော့ဒီထရမ့်ကသူ့ရဲ့အတိုက်အခံနိုင်ငံရေးအတိုက်အခံစီးပွားရေးအတိုက်အခံတွေကိုသူ့ကိုခံမှန်းလို့မရအောင်လုပ်နေတယ်ဆိုပြီးပြောကြပါတယ်ဆိုတော့ဒီနေ့အဖြစ်တော့ရန်သူကခံမှန်းလို့မရရင်ကိုလုံချင်တာလုပ်လို့ရတယ်ပေါ့ဒါကြောင့်မလို့ထရမ့်ရဲ့မဟာဗျူဟာကဒါမတေချာမရေရာမှုကစားတယ်ပေါ့နော်မတေချာမရေရာမှုကိုလက်နက်ဖြဲအသုံးပြုတယ်ဆိုပြီးစီးပွားရေးသမားတွေ ဇီဝဝိပညာရှင်တွေကသုံးတတ်ပါဒါတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့အခုနောက်လို့ကားကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ကားထုတ်လုပ်ရေးကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ခုတစ်မျိုးတော့ကြတစ်မျိုးပြောင်းနေတာကဘာလို့ကျန်လာလဲဆိုဒီကားကုမ္ပဏီတွေကိုသူပညာပြနေတာပေါ့နော်တနည်းအားဖြင့်မင်းတို့ Trump ရဲ့လိုချင် Trump ကတော့ရှောက်ပြောလာတဲ့ဒီသူလိုချင်တဲ့အဖြေပေါ့နော်သူလိုချင်တဲ့လိုချင်ကသူတော့ရှောက်ပြောလာတာရှိပါအဲ့ဒါကဘာလဲဆိုတော့မင်းတို့ကားထုတ်တဲ့ကုမ္ပဏီတွေအကုန်လုံးကအခွန်ကောက်မခံနိုင်ဘူးဆိုတော့အမေရိကန်ကိုလာထုတ်တယ် အမေရိကန်မှာလာထွက်လဲလို့ရှိရင်မင်းတို့အခုံလွတ်သွားမယ်အကောက်ခုံဒီအဲတွင်းကုံကအကောက်ခုံပေးစရာမလိုတော့ဘူးဆိုပြီးသူတို့တောက်လျှောက်ပြောနေတာဆိုတော့အခုသူလုံနေတဲ့လူရက်ကအခုနပြောတဲ့25ရာနို25ရာခိုင်နိုအပြန်အလှန်အသူတို့ပြန်ကိုတို့ပြန်အကောက်ခုံကောက်မယ်ဆိုတာဒီကဒီကောက်ကုမ္ပဏီတို့ပညာပေးနေတာပေါ့ဘာလို့လဲဆိုတော့မင်းတို့သာတကယ်လို့ငါနိုင်ငံတွေကိုလာလိုက်အခုလိုပညာပေးမခံရတော့ဘူးဆိုပြီးတော့ပြောနေတာလားဆိုပြီးတော့စီးပွားရေးပညာရှင်တွေကဒါကိုသူ့ရဲ့အဲပရိယတခုအနေနဲ့ဒါမှမဟုတ် viewer တခုအနေနဲ့မြင်ကြည့်လို့ ရမလားဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီပေါ့နော်ထရမ့်ပြောသလိုခုနကကနေဒါတို့မက္ဆီကိုတို့ကနိုင်ငံဒီအဲ့နိုင်ငံတွေကကားထုတ်လုပ်တဲ့ကုမ္ပဏီတွေကအာသူတို့အဲ့နိုင်ငံတွေမှာဆက်မထုတ်တော့အမေရိကကိုပဲထရမ့်ပြောသလိုပြောင်းလာလိုက်မှာဆိုတော့လွယ်သလားပေါ့နော်အဲ့လိုဆိုတော့ဒီအကြောင်းကိုဒီကနေဒါအခြေစိုက်ကားနဲ့ပတ်သက်ပြီးတော့အာကားနဲ့ပတ်သက်တဲ့ပစ္စည်းထုတ်လုပ်သူတွေပေါ့နော်အဲ့ဒီထုတ်လုပ်သူတွေရဲ့အဖွဲ့အစည်းအဲ့ဒီအဖွဲ့အစည်းဥက္ကဋ္ဌသူကခုနကဖလာဗီယိုဘိုးဘေဘိုးဘေပေါ့နော်ဆိုတော့သူကပြောထားတာရှိပါတယ် ကျွန်တော်တို့ကဘာလဲဆိုတော့ကားထုတ်လို့ရေးစရုံတစ်ခုကိုအ ਨੇ ဆုံး၅နှစ်အတွင်းပေါ့နော်တနည်းအားဖြင့်တနည်းအားကြောင်းပေါ့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးလို့ပြောပါတယ်ဆိုတော့နောက်တစ်ခုကဘာဖြစ်လို့လဲပထမဆုံးတော့မှကားစရုံရွှေ့မယ်ဆိုလို့ရှိရင်ဟိုပထမဆုံးစရုံပိတ်ရမယ်နောက်ပြီးနောက်တစ်နေရာမှာစရုံတစ်ခုရှာရမယ်ပြီးတော့ပစ္စည်းတွေမှားနေတယ်ဟိုမှာဘယ်နိုင်ငံကနေပစ္စည်းဘယ်နိုင်ငံကနေပစ္စည်းဘယ်နိုင်ငံဝက်ဟိုစသဖြင့်ပေါ့နော်အသေးစိတ်ကအစအဲ့ဒီဟာတွေအကုန်လုံးအစနေပြန်စနောက်လဲဆိုတော့ကနေဒါကိုသွင်းလာတဲ့အဲကွန်ပစ္စည်းတွေတန်ဖို့အမေရိကကိုသွင်းလာတဲ့ကွန်ပစ္စည်းတွေတန်ဖို့တူးမှမတူတော့ ါဆိုတော့ဒါတွေအကုန်လုံးကို community ရဲ့အစားပြန်ပြောင်းပြင်ရမှာပေါ့ဆိုတော့လွယ်သလားပေါ့နော်မလွယ်ပါဘူးတဲ့ဆိုတော့ဒါနဲ့လုပ်ဖို့ဆိုရင်အနည်းဆုံး၅နှစ်တွင်းတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အချိန်အကြာကြီးလုပ်ယူရမှာပေါ့နော်ဆိုတော့ခက်တာကဆိုတော့ဒီကားထုတ်လုပ်တဲ့ company တွေတနေရာတွေတနေရာပြောင်းလဲဆိုတော့ကျွန်တော်တို့ဟိုကွန်ရရောင်းနေလို့တနေရာနေဒီဘက်ရောက်ကနေဟိုဘက်ရောက်ပြောင်းလာတော့မလွယ်ဘူးလေဆိုတော့ဆိုတော့နောက်ဆုံးကျွန်တော်တို့စဉ်းစဉ်းစားကြည့်လို့ရတယ်ဗာလဲဆိုတော့ကွန်ရရောင်းနေလို့ဟိုဘက်ရောက်ကဒီဘက်ရောက်ပြောင်းရင်တော့မအခက်ခဲရှိတယ်ဆိုကြပါဦးဆို ဟာကွန်ရွယ်ဝယ်ရတာတနေ့ကနေဒီဒီအဲ့နေနေရာအစ်စ်ကိုဟိုကွန်ရွယ်ဝယ်ပြီးတော့လာဖို့တဲ့စိုက်ကသမောင်းပတ်စံပိုးပေးရမလားစီပင်ကြီးပိုတက်သွားမလားဟာဖောက်တယ်တွေဘလို့ဖြစ်သွားမလဲဆိုတာမျိုးအစားရှိသေးတယ်ဒါကွန်ဆန်ရှိတာပဲရှိတယ်အခုကျတော့တကယ်ဘီလီယံချီတဲ့လုပ်ငန်းကြီးတွေကိုထရမ်ကချက်ချင်းရွှေ့ဖို့ပြောနေတာသူကားလုပ်ငန်းရှင်သမားတွေကမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဗောနော်အဲ့တော့အဲ့တော့လောက်မဖြစ်နိုင်ဘူးဆိုပြီးတော့ပြန်ပြီးတော့တုံ့ပြန်ကြပါတယ်ဆိုတော့ဒါတွေကတော့ဒီကနေဒါမက္ဆီကိုအာနဲ့ တရုတ်ဒါတွေနဲ့ပတ်သက်ပြီးတော့ Trump က20 25ရာခိုင်နှုန်းသူတပြန်ကူတပြန်အကောက်ခုံကောက်မယ်ဆိုပြီးတော့ညင်ညာခဲ့တာနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာပါဆိုတော့ဒါကဒီ January လ January 20ရက်နေ့ကလေးသူသူ main ကိုပြောပြီးကလေးကအခုအချိန်ထိဖြစ်ခဲ့တဲ့အချိန်တွေပေါ့ဆိုတော့နောက်ဆုံးအချိန်တွေကဘာလဲဆိုတော့ဒါပြီးခဲ့တဲ့အဲ့ရပိုင်းကဆိုတာဥရောပသမဂ္ဂကနေပြီးတော့အမေရိကန်ရဲ့ထုတ်ကုန်တွေအပေါ်မှာအခွန်တိုးတယ်ပေါ့နော်ဆိုတော့ထရန့်ကအဲ့ဒါကိုမကျေနပ်လို့ဆိုပြီးတော့တခါသူကမင်းတို့ကအခွန်အကောက်ခွန် မှတ်ရရခိုင်လုံးတိုးမယ်ဆိုပြီးတော့ချင်းချောက်ထားတယ်အခုထိတော့မတည်တာပါနော်ပြီးတော့အခုနောက်က20ရို့25ခိုင်လုံးတို့အပြန်အလှန်အခွန်ကောက်မယ်တို့ကအခုရန်နာထားတဲ့တချို့ပစ္စည်းတွေရန်နာထားတဲ့ကိစ္စကလာမယ့် AB လ2ရက်နေဒီပါဆိုလာမယ့်2ရက် AB လ2ရက်နေမှာဘာတွေဆက်ဖြစ်အောင်မလဲဆိုတော့တကဘာလုံးအတိုင်းတောင်နဲ့စီးပွားရေးသမားတွေမျက်ကုံးနှုတ်ပြီးစောင့်ကြည့်နေရတာဆိုတော့စီးပွားရေးသမားတွေကဒီမှာဘာပြောကြလဲဆိုတော့ Trump ဘာဆက်လုပ်မလဲဆိုတော့သူတို့မသိပါဘူးပြီးတော့ခံမှန်းလို့လည်းမရဘူးပေါ့နော်ဒါမဲ့ Trump နဲ့ပတ်သက်ပြီးတော့အခုအချိန်ထိစီးပွားရေး င်ညာရှင်တွေနဲ့တုံးသက်ကြတာတစ်ခုပဲရှိပါတယ်အဲ့ဒါကတည်တည်ချာချာပြောနေတာတစ်ခုပဲရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ Trump ပြောတဲ့စကားတွေကတစ်ခုမှယုံလို့မရပါဘူးဆိုတော့ तू ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့အမိန့်ထုတ်တဲ့အမိန့်ကိုတော့မှနှစ်ရက်လောက်အတွင်းမှာပြန်ပြောင်းတာ20 20 20ရာခိုင်နှုန်းအခွန်ကောက်မယ်မဟုတ်တော့ဘူးဒီအောင်ပြတယ်25ရာခိုင်နှုန်းကောက်မယ်မဟုတ်တော့ဘူးဒါကအပြန်အလှန်သူတကယ်ကိုယ်တကယ်အခွန်တောက်မယ်မဟုတ်တော့ပြန်ဘူး20ရာခိုင်နှုန်းပြန်ဖြစ်သွားတယ်အဲမဟုတ်တော့ဘူးတလအဲ့ဒီအပေါ်မှာအဲ့ဒီဟာကိုဖြတ်လိုက်ပြီးတော့ဒါကတလ လွန်ငင်းချမ်းသာခွင့်ပေးမယ်အဲလွန်ငင်းခွင့်အခွန်လွန်ငင်းခွင့်ပေးမယ်ဖြစ်သွားပြီဆိုတော့ခဏတိုင်းပြောင်းနေတဲ့ဒီ Trump ရဲ့ဒီလို့ရတယ်သူတို့ခံမှန်းတော့မရပါဘူးတဲ့ဒါကြောင့်မို့လို့ Trump ရဲ့ပြောစကားတွေတခုမှယုံလို့မရဘူးဆိုတဲ့အဖြေထွက်တယ်ဆိုပြီးတော့ဒါစီးပွားရေးပညာရှင်တွေကသုံးသပ်ကြပါတယ်အစအဆုံးနှောင့်ဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးစိတ်ပြေကြပါစေဗျာ